အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့မှာတော့တမိုင်းနဲ့အမှောင်မိုင်းသောအချိန်ကာလတစ်ခုဖြစ်တဲ့ VNA စစ်ပွဲကာလကိုဇက်ရင်တဲထားတဲ့ primitive war ဆိုတဲ့ sci-fi ရုပ်ရှင်စကားကောင်းလေးတစ်ခါနဲ့တစ်ဆက်ပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဇလန်လေးတွေကစစ်ပွဲကတော့ပြည်သက်တို့တိခဲ့တဲ့အတိုင်းတမိုင်းနဲ့ရေရိုးတာမှစစ်ပွဲတစ်ခုတော့မဟုတ်ပါဘူး အမေရိကန်စစ်သားတွေဒီရန်နဲ့စစ်သားတွေနဲ့နေတာမကပဲလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာပျောက်ကွယ်သွားခဲ့တဲ့ကမ္ဘာပေါ်ကကြောက်စရာအကောင်းဆုံးသားရဲကြီးတွေဖြစ်တဲ့ဒိုင်နိုဆောရီနဲ့ပါတိုက်ခိုက်ခဲ့ရတဲ့လှုပ်ဝက်စမ်းကြဲတဲ့စစ်စင်ရင်အကြောင်းအပါမြင်တွေ့ရမှာဖြစ်လို့စစ်ပါဝင်စားရတယ်ဆိုလို့ရှိရင်တော့အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျဟုတ်ကဲ့ပါဇလန်လင်းအစပါတော့1968ခုနှစ်ဗီယက်နမ်နိုင်ငံကတောအုပ်ဒီတစ်ခုရဲ့အလယ်မှာလှုပ်ဆက်ဆက်ရင်တစ်ခုရဲ့ရှင်သန်ကြရင်သူစစ်သား2ဦးဟာကယ်ဆယ်ရေးအတွက်အဆက်အသွယ်ပြုလုပ်ဖို့တော်စားနေကြပါတယ် သူတို့က green bear အထူးဖွဲ့ဝင်နေဖြစ်ပြီးတော့စစ်သားတအုပ်ကလည်းကယ်ဆယ်ရေးအဖွဲ့ကိုခေါ်နေတုန်းကပဲရုတ်တရက်ဘေးကြီးဆန်ဆန်တားရဲတကောင်ကဝင်ရောက်တိုက်ခိုက်တာကိုခံလိုက်ရပြီးတော့တောင်းတဲ့ထဲကိုစက္ကန့်ပိုင်းတွေပြတ်ွက်သွားခဲ့ရပါတော့တယ်။အသက်ရှင်ကျန်ရတဲ့ဒုတိယစစ်သားကလည်းကြောင်းလန့်တုံလုံပြီးတော့ထပြေးကိုကြိုးစားတဲ့အခါမှာပဲသူ့ရှိတက်တဲ့မှာကြောင်းဝင်းဖွဲ့ရတတော်ဝါကြီးတကောင်မြင်တွေ့လိုက်ရပါတယ်။သူလည်းကြောက်ဝံကံပြီးတနက်နဲ့ပြစ်ခတ်ခဲ့ပေမဲ့အဲ့ဒီကြည်စံတွေကတော့ဒိုင်နိုဆောကိုတိုက်ခိုက်နိုင်စရာမရှိခဲ့သလိုနောက်ဆုံးမှာတော့သူလည်းအဲ့ဒီကြောက်စရာကောင်းတဲ့တတော်ဝါကြီးရဲ့အဆာဖြစ်သွားခဲ့ရပါတော့တယ်။ နောက်တစ်နေ့မနေ့မှာတော့အမေရိကန်စစ်အခြေစိုက်စခန်းမှာဘိုးမွေးဂျေချိုကတဆုတဆုကိုစုစည်းပြီးတော့ထောင်လိုင်းမရှိအစ်တစ်ခုနဲ့အမိန်ပေးခဲ့ပါတယ်။မင်းညကတောက်ဆုံးသွားတဲ့အထူးတပ်ဖွဲ့ဝင်တွေကိုဘာတွေဖြစ်ခဲ့လဲဆိုတာကိုသူလည်းသိကြင်ပေမဲ့သူတို့ပါဝင်ခဲ့တဲ့မစ်ရှင်ကလုံးဝလှုပ်ဝှက်ထားမှာဖြစ်ပါတယ်။ဒါနဲ့ပဲဘိုးမွေးကြီးကလည်းအဖွဲ့အစ်ကိုလင်းနာတပ်ဖွဲ့လို့ခေါ်ကြတယ်။အတွေ့အကြုံရင်းပြီးထိမ့်ပြကြပေမဲ့စီကန်လိုင်းနာမှုတိတ်မရှိတဲ့စစ်တီအဖွဲ့ကိုခေါ်ယူလိုက်ပါတယ်။ဒီတပ်ဖွဲ့ကိုတက်ကြည်ရိုင်းကဥဆောင်ပြီးတော့အဲ့ဒီအချိန်မှာပဲသူတို့က VNN စစ်အခြေစိုက်စခန်းတစ်ခုကိုစီးနင်းနေတဲ့ညံသူတွေကိုအလင်းကတိုက်ခိုက်နေကြဖြစ်ပါတယ်။ ခဏအတွင်းမှာပဲ Ryan နဲ့အဖွဲ့ရလဲအမေရိကန်စစ်တဲအကျဉ်းသားတွေကိုကယ်တင်ပြီးတော့ mission ကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ကြပါတယ်။သူတို့ကလည်းအခြေစိုက်စခန်းကိုပြန်လာခဲ့ပေမဲ့အနားယူဖို့တော့အချိန်မရလိုက်ပါဘူး။ဘုံမူကြီးဂျေရှိုကသူတို့ကိုခေါ်ပြီးတော့ VNN နိုင်ငံရဲ့ဂျိုင်ဝမ်နေရဒေသတစ်ခုကိုတွားရောက်ရင်းနဲ့ပျောက်ဆုံးနေတဲ့ Green Beret တပ်သားတွေကိုရှာဖွေဖို့အတွက်ထောင်လိုင်း mission အစ်စ်ကိုရှင်းပြလာပါတယ်။ဘုံမူကြီးကလည်းဒီကိစ္စကလုံးဝလွတ်ဝထားတာမလို့ဂျိုင်ဝမ်ထဲမှာဘာတွေဖြစ်နေလဲဆိုတော့အချက်လက်တော့မပေးနိုင်ဘူးလို့ပြောပါရတယ်။ ဒါပေမဲ့တက်ချက်ကြီးခိုင်းရတော့မရှင်ကိုလက်ခံလိုက်ပြီးတော့ရန်သူနယ်မြေထဲဝင်ရောက်ဖို့အတွက်လက်နက်ကရိယာတွေပြင်ဆင်ဖို့ညွှန်ကြားလိုက်ပါတော့တယ်။ညာရောက်ချိန်မှာတော့လင်နာတပ်ဖွဲ့ကလည်းရဟတ်ရင်နဲ့ဂျိုင်ဝမ်စီကိုထွက်လာခဲ့ပြီးတော့မြေပြေပေါ်ဆင်းသက်မိတာနဲ့အေရီယာတဝက်ကိုထောက်လန်းဖို့အတွက်စတင်လိုက်ကြပါတော့တယ်။ထူးဆန်းတဲ့တောအုပ်ထဲမှာရိုင်ယန်အနှက်ချေရနဲ့ဆင်တူပေမဲ့မမြင်မှုလောက်အောင်ကြီးမားတဲ့ခြေရတထူးဆန်းဆန်းတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်။ဒါအပြင်အေယာမှာငှက်မွေးတစ်ခုကိုပါတွေ့ရပြီးတော့လူကန်ကလည်းဒီလိုအမွှေးမျိုးကိုဘဲငှားမှမှအတွေ့ဘူးလို့ဆိုပါတယ်။ သူတို့လည်းဆက်လက်ရှာဝေနေရင်းနဲ့ပျောက်ဆုံးနေတဲ့ Green Bay ရဲ့တသားတဦးကျန်ခဲ့တဲ့ပစ္စည်းတွေနဲ့အထက်မှာတော့သူတေသနာစခန်း၄အကြောင်းကိုရေးသားထားတဲ့မှတ်စုတွေကိုပါတွေ့ခဲ့ရပါတယ်။ Ryan ကလည်းအဲ့ဒီတွေကအချက်လက်တွေဒါခြေရခံရင်းနဲ့စခန်းကိုရှာဖို့တဲ့အမိန့်ပေးလိုက်ပြီးတော့တော်ရဲရောက်တော့သူတို့အဖွဲ့ကလည်းနေရာအနှံ့ပြားတာယာတလိမ့်ဆန်အတန်တွေကိုကြားလာရတာနဲ့လက်နက်တွေကိုအသိမြင်လာလိုက်ကြပါတယ်။ရုပ်ပြည့်ဆိုသလိုပဲ Sergeant Ryan ကလည်းတိုက်ခိုက်ခံရပြီးတော့တစုံတစ်ခုကသူ့ခြေထောက်ကနေတော်ရဲကိုဆွဲယူနေခဲ့ပါတယ်။ ။မှောင်မင်းနေတဲ့တောင်းနယ်ထဲမှာရိုင်ယန်ကလည်းဘာသာတော်ဝါမဲမမြင်ရတာနဲ့တနက်နဲ့ရန်သက်ပြစ်ခတ်ခဲ့ရပြီးတော့နောက်ဆုံးမှာတော့တိုင်းရဲ့လက်ကနေလွတ်မြောက်လာခဲ့ရပါတယ်။စက္ကန့်ပိုင်းကြာမှာပဲအဖွဲ့ကသူ့ကိုပြန်ချတွေ့ခဲ့ပြီးတော့ရိုင်ယန်ကတော့သူ့ကိုတိုက်ခိုက်ခဲ့တဲ့တတော်ဟာကြားထက်တော်မူပြီးကြီးမားတယ်လို့ယုံကြည်နေခဲ့ပါတယ်။သူကဘုံမလေးကသူစင်တာစခန်းကိုရအောင်တော်ဖို့လဲဆုံးဖြတ်ထားပြီးတော့သူတို့ခီးစက်နေချိန်မှာပဲတောအိုးရဲ့နောက်တနေရာမှာစစ်ပွဲခွေးတွေလို့လူသိများတဲ့ဆိုဗီယက်စစ်သားအဖွဲ့တစ်ဖွဲ့ကလည်းအမေရိကန်စစ်သားတွေကိုလိုက်လံရှာဖွေနေကြပါတယ်။သူတို့တွေကတရားဖြစ်တဲ့အလက်ဇန်ဒါကတော့အဖွဲ့နဲ့ကွယ်သွားပြီးတော့ဒေါက်တာတကောင်ရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ မင်းနဲ့ပိုင်းကြမှာတော့ဆိုဗီယက်အဖွဲ့ကလည်းစိုးစိုးဝါးတင်ဆောင်နေတဲ့အလက်ဇန္ဒားရဲ့အလောင်းကိုတွေ့သွားပြီးတော့အမေရိကန်တွေလက်ချက်လိုအထင်လဲတက်ကြပါတော့တယ်။တကားအဖွဲ့ကတော့တောင်းတထဲကိုခီးဆက်နေလာပြီးတော့မှောင်မဲနေတဲ့လှုပ်ဝက်ဆိုင်မှုတစ်ခုကိုရှာဝေတွေ့ရှိခဲ့ပြီးတော့အဖွဲ့ဝင်တွေကတော့အခြေစိုက်စခန်းကိုပြန်ဦးပြောလာခဲ့ကြပြန်မယ်။ Ryan ကတော့ mission ကိုပြီးဆုံးအောင်ဆောင်ရွက်မယ်လို့အခိုင်အမာဆုံးဖြတ်ထားခဲ့ပါတယ်။ဒီလိုနဲ့သူတို့လည်းမှောင်မဲနေတဲ့လှိုင်မှုတွေကိုဝင်ရောက်လာခဲ့ကြပြီးတော့ဒစုံတစ်ခုရဲ့တိုက်ခိုက်ခံရတာနဲ့စတားအလောင်းတွေကိုထပ်ပြီးတော့တွေ့ခဲ့ရပြန်ပါတယ်။သူတို့ရဲ့ခနာကိုဘောကအမှတ်သားတွေကလည်းတာမန်သားရဲတွေရဲ့အမှတ်သားတွေမဟုတ်ဘူးဆိုတော့သဘောပေါက်သားစေခဲ့ပါတယ် အဲ့ဒီချိန်မှာပဲရုတ်တရက်စာရင်ဇေဗီယာဟာခြေစံနဲ့ကြားလိုက်ရတာကြောင့်အဖွဲကိုစစ်ဆေးဖို့အတွက်အမိန့်ပေးလိုက်ပြီးတော့သူတို့လက်ဓမီတွေနဲ့လှိုင်းကိုထိုးကြည့်လိုက်တဲ့အခါမှာတော့အမွှေးတွေဖုံးနေတဲ့ဒိုနီကက်ပလုတ်ခေါ်တဲ့ရပ်တာငယ်လေးတွေအများကြီးတွေ့လိုက်ရပါတယ်။တချို့မဲ့သူတို့အဖွဲလည်းတနက်တွေနဲ့ပြစ်ခတ်ခဲ့ကြပဲမယ်။ဒီတရဝါတွေကတော့ပြစ်ခတ်ခံနေရအောင်မှအလုံးရင်းနဲ့ဆက်ပြီးတော့ချင်းကပ်လာနေကြပါတယ်။ရိုင်ယန်နဲ့လီယွန်တို့ကလည်းခပ်ပတ်ကိုရှာဖွေဖို့အတွက်ရှေ့ကိုဆက်တိုးသွားကြပြီးတော့ကျန်တဲ့အဖွဲတွေကတော့တနက်တွေလက်ပစ်ဖုံးနေတဲ့ဆက်လက်ပြစ်ခတ်တိုက်ခိုက်ရင်းနဲ့အဲ့ဒီတရဝါတွေကိုရှင်းလင်းဖို့ကြိုးစားနေရပါတယ်။ နောက်ဆုံးမှာတော့ Ryan ကနွယ်ပေတွေကနေတက်ပြီးတော့ Tottenham ရဲ့အမြင့်မှန်းကိုရောက်စေမဲ့ top spot တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ Xavier နဲ့ကြံတဲ့အဖွဲ့ဝင်တွေကလည်းလိုင်ငွေတွေကနေထွက်လာခဲ့ကြပြီးတော့ Tottenham ကိုပြန်ရောက်လာတဲ့အခါမှာတော့ပဝင်းကြီးကလုံးဝတိတ်ဆိတ်နေခဲ့ပါတယ်။သူတို့ကလည်း Raptor တွေထွက်သွားပြီလို့ယုံကြည်လိုက်ကြပါမယ်။တကယ်တော့အဲ့ဒါဟာပုံမကြီးမားတဲ့အနေနဲ့တစ်ခုရဲ့အဆပဲရှိပါသေးတယ်။တိတ်မကြခင်ပါပဲမြေပြင်တစ်ခုလုံးတုန်ခါလာပြီးတော့ AM Tyrannosaurus ကြီးရဲ့ခြေနဲ့ဟာတောထဲမှာပဲ့နေထလာခဲ့ပါတော့တယ် ဇေဗီယာကလည်းသူတို့အားလုံးကိုတက်တော်မရှိဘဲတိုက်တိုက်နေကြဖို့ညွှန်ကြားလာခဲ့ပြီးတော့ကံကောင်းစွာနဲ့ပဲသူတို့ကိုလည်းတာယဲကြီးရဲ့တတိမထားမိခဲ့တာကြောင့်လွတ်မြောက်သွားခဲ့ကြပါတယ်။ရိုင်ယန်နဲ့လီယွန်တို့ကလည်းတောထဲမှာပဲဆက်လက်ရှာဖွေနေနေထီရက်တားပေါက်စခန်းတစ်ခုကိုတွေ့သားခဲ့ကြပြီးတော့အထဲမှာတော့မိခင်ထီရက်ကြီးကအိပ်ပျော်နေပေမဲ့သူ့ကလေးကတက်သားနဲ့ကိုတတိပြုမိပြီးတော့အော်ဟဲလိုက်တာနဲ့အေယာမတတော်ဝါကြီးကလည်းနိုးလာပါတော့တယ်။သူတို့နှစ်ယောက်ကလည်းအတက်လူပြေးရပြန်ပြီးတော့ဒီယုံကတော့တနတ်နဲ့ပြင်ရင်လည်းမိခင်ထီရက်ကြီးကိုချောက်လိုက်နေခဲ့ပါတယ် သူတို့လည်းအနေနဲ့လွတ်ပြီးလို့ထင်လိုက်ပါမယ်။ချီရွတ်ယောက်ျားကြီးကလည်းသူတို့နောက်ကနေပေါ်လာပြီးတော့ဟိန်းဟောင်းနေတာကြောင့်သူတို့ကလည်းထက်ပြေးရပြန်ပါလေ။မွန်လင်းတော့ဒတာအဖွဲ့ကလည်းရေတံခွန်တစ်ခုစီကိုရောက်လာကြပြီးတော့စနိုက်ပါကီးကကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ဖို့ကြံပေးခဲ့ပေမယ့်ရေဒီယိုကရိုင်ယန်စီမာပဲရှိတယ်လို့ဇေဗီယာသတိပေးလိုက်ပါတယ်။အခုတော့ဒီနေရာကနေဒိုင်နိုဆောတွေထပ်မပေါ်လာခင်မှာပဲထပ်ပြေးဖို့အတွက်သူတို့ဖွဲ့ကရိုင်ယန်ကိုအရင်ဆုံးရှာဖွေရတော့မှာပဲဖြစ်ပါတယ်။လီယွန်နဲ့ရိုင်ယန်တို့ကတော့ထီရက်ဆင်နောက်ကနေထပ်ပြေးရင်းနဲ့မြေကမ်းမတစ်ခုရောက်ရှိသွားခဲ့ပါတယ်။အခြားရွေးချယ်စရာမရှိတော့တာကြောင့်သူတို့ကလည်းရေထဲကိုခုန်ချလိုက်ကြပါတော့တယ်။ လီယိုမပြောသားတာကြောင့်ဒိုင်ယန်ကလည်းသူ့ကိုကုန်းပေါ်ဆွဲတင်ခဲ့ရပြီးတော့ကံကောင်းစွာနဲ့ပဲဆိုဖီယာဝဂနာလို့ခေါ်တဲ့ရုရှားကျောက်ဖြစ်ရုံကျင်းပညာရှင်အမျိုးသမီးတဦးကသူ့ကိုကူညီပေးခဲ့ပါတယ်။သူမဟာဆိုဖီယာအဖွဲ့ရဲ့ဒစိတပိုင်းဖြစ်တယ်လို့ပြောရင်လည်းအမေရိကစစ်သား၂ဦးကိုသူ့ကိုခေါ်အောင်နေရစီကိုခေါ်သွားခဲ့ပြီးတော့တစ်ဖက်မှာတော့တောအိုးရဲ့နောက်တနေရမှာတော့ဇေဗီးယားနဲ့ကျန်တဲ့လက်သားတစ်ဖွဲ့ဟာသူ့တွေတရာစခန်းအမှတ်၄ကိုဆက်လက်ရှာဖွေနေကြပါတယ်။သူတို့ကလည်း Transensor နဲ့ AMA Brachiosaurus တို့တို့လိုအသီးရစားတဲ့ Dinosaur တွေနဲ့ပြည့်နေတဲ့နေရာတစ်ခုကိုတွေ့ရှိသွားကြပြီးတော့စခန်း၄မှာတော့လူသူကိမ့်မဲ့နေခဲ့ပါတယ်။ ဆိုဖီးယားကစခန်းမှုပုံချုပ်ဗီဒန်နဲ့ဗီဒန်ရဲ့စက်သက်မှုတွေမှားယွင်းပြီးနောက်သူမတရားတွေကြံရင်ခဲ့ကြဖွင့်ရလာခဲ့ပြီးတော့ရိုင်ယန်ကလည်းဒီစက်သက်မှုတွေကြောင့်ပိုတိကျင်လာတာကြောင့်ဆိုဖီးယားကလည်းဗီဒန်ဟာခေါလီဒအမျိုးအစားဆက်ရံနေရတဲ့ခုကိုတိစောက်နေပြီးတော့အဲ့ဒါဟာရှေးခေတ်ကဒိုင်နိုဆောတွေကိုပြစ်ဆုံးပဲအချိန်စီမတော်တဆပြောင်းလာစေခဲ့ကြောင်းပြောပြလာခဲ့ပါတယ်။ဒီအဖြစ်မှန်သိလိုက်ရတဲ့အခါမှာတော့ရိုင်ယန်ကလည်းလီယွန်အခြေစိုက်စခန်းနဲ့ရေဒီယိုကနေဆက်သွယ်ဖို့လဲညွှန်ကြားလိုက်ပြီးတော့ဘုံမူကြီးဂျေချိုကအခြေစိုက်စခန်းကိုချက်ချင်းပြန်လာဖို့အတွက်အမိန့်ပေးပေမဲ့ရိုင်ယန်ကတော့သူ့အဖွဲ့ကိုတောထဲမှာချက်မထားနိုင်ခင်ကြောင်းနဲ့ကိုကြီးအမြန်ဆုံးပို့ပေးဖို့တောင်းဆိုလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ Xavier နဲ့ Lada အဖွဲ့ကတောထဲမှာခီးဆက်နေနေနဲ့ Sniper Gear ကလည်းရုပ်ပြည့်ခြေထောက်ကိုပြစ်ခတ်ခံလိုက်ရပါတယ်။သူတို့လည်းပိုးအောင်နေလိုက်ကြပြီးတော့ Soviet စစ်ပွဲခွေးတွေရဲ့ပြစ်ခတ်တံတွေထက်ထွက်လာသလိုတိတ်မကြခင်ပါပဲ။နှစ်ဖက်အဖွဲ့ကလည်းတောနဲ့ထဲမှာတစ်ဖက်နဲ့တစ်ဖက်မမြင်ရဘဲနဲ့ပြစ်ခတ်ကုန်ကြရပါတော့တယ်။ပိုးဆိုးတာကတော့တနက်တန်နေကြဒိုင်နိုဆောအုပ်စုတစုကပါအစာရှာဖို့ရောက်လာကြပြီးတော့ Xavier ကလည်းတရဝါကြီးတွေကအာယုံစိုက်မလာသေးဘူးပြစ်ခတ်နေတာရဲဖို့အမိန့်ပေးလိုက်ပြီးမယ်။ Soviet တွေဘက်ကတော့ဒိုင်နိုဆောတွေကိုပါဆက်ပြီးပြစ်ခတ်နေကြပါတယ်။ တရတ်တစ်ဖက်ကလည်းဒီအချိန်တွေအခွေအင်းယူရီထွက်ပြေးသွားကြပြီးတော့အတောက်ပိုင်းနဲ့ဒိုင်နိုဆောတွေကလည်းဆိုဗီယက်စစ်သားတွေကိုအပြင်းနဲ့အမဲလိုက်စားတောင်းနေကြပါတယ်။ဆာဂင်းနဲ့ကာနန်တို့ကလည်းပုဂ္ဂတိကနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီးတော့တရတ်တစ်ဖက်ကလည်းဒယန်ပြင်းထန်နေတဲ့ကီးကိုတိုက်ဆောင်ရင်းနဲ့ခီးဆက်ခဲ့ကြပါတယ်။မကြခင်မှာပဲရိုင်ယန်ဒီနိုတို့အဖွဲ့နဲ့ပြန်ဆောင်တွေ့ခဲ့ကြပြီးတော့ဆိုဗီယက်အမျိုးသမီးဖြစ်တဲ့ဆိုဖီယာကအဖွဲ့နဲ့ပါလာတာကိုမြင်တော့စစ်သားတွေကလည်းတနေ့ဝင်နေကြပါတယ်။ဒါပေမဲ့ရိုင်ယန်ကသူမဒိုင်နိုဆောတွေအကြောင်းတီးထားပြီးတော့တော်ရီယန်နဲ့လွတ်မြောက်အောင်ကူညီနိုင်တဲ့တအုပ်တဲသောသူဖြစ်တယ်လို့ရှင်းပြပေးလိုက်ပါတယ်။ ဒါပေမဲ့မကြခင်ပါပဲဒိုင်နိုဆောအုပ်စုကြီးရဲ့ဝိုင်းနာတာကိုခံလိုက်ရပြန်ပြီးတော့တို့တို့ကလည်းဆဝိုင်းပုံစံစုဝင်းရင်းနဲ့တားရဲတွေဖုခံပစ်ခတ်နေရပါတယ်။တချိန်မှာတော့ကီးကိုတားရဲနှစ်ကောင်ကဆွဲခေါ်သွားကြပြီးတော့သူလည်းဓမြောင်နဲ့ပြန်လည်းခုခံနေရပါတယ်။အဲ့ဒီအချိန်မှာပဲရော့ပတာတကောင်ကပါဝင်အောင်တိုက်ခိုက်တာကြောင့်ခီးကလည်းဒိတ်လူနီဘတ်ဖြစ်သွားခဲ့ရပါတယ်။ရိုင်ယန်တို့အဖွဲ့လည်းရော့ပတာကိုပစ်ခတ်တိုက်ခိုက်ပြီးတော့ခီးကိုကယ်တင်နိုင်ခဲ့ပေမဲ့ခီးရဲ့ဒဏ်ရာအပြင်းထန်ရသွားတာကြောင့်ရိုင်ယန်ကလည်းသူ့ကိုစခန်းလေးစီကိုအမြန်ဆုံးခေါ်သွားရပါတော့တယ်။ စခန်းလေးကိုရောက်တော့ခီးကတွတ်ထွက်လိုနေတာကြောင့်ဘရန်ဟာလည်းသူ့ကိုဆေးထိုးပြီးတော့တွတ်ထွက်တာကိုရက်တက်မှုတော့ကြိုးစားနေပေမဲ့ဒုတိယအကြိမ်ဆေးထိုးရမယ့်အချိန်မှာပဲဆိုဖီယာဆေးထိုးအုပ်ကိုခိုးယူသွားခဲ့ပါတယ်။ရိုင်ယန်ကလည်းသူ့မကိုဒီကြောင့်ပုတ်ပုတ်လင်းလင်းမေးပြီးတော့ဆိုဖီယာကလည်းစခန်းမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေနောက်မှာသူ့ဘာဟာဒီဆေးကိုအမြဲတမ်းတုံ့ဆွဲနေရတယ်ဆိုတဲ့အကြောင်းရှင်းပြလာပါတယ်။ ဆာဂျန်ရိုင်းယားလည်းအမတ်တရားအလုံးပြပြပေးဖို့တောင်းဆိုလာပြီးတော့ဆိုဗီယာဟာသူမရဲ့ခင်မိုးဟာဆိုဗီယက်စစ်တပ်ရဲ့တိမ်မမရရှိတအုပ်ဖြစ်ခဲ့ကြ။ဗိုလ်ချုပ်ဘီဒန်ဟာအမေရိကန်ကိုတိုက်ခိုက်ဖို့အတွက်ဘယ်နေရာအောင်မဆိုပေါ်တဲ့တစ်ခုဖွင့်နိုင်တဲ့ဆက်ရန်နေရာတစ်ခုကိုတိစောက်ခဲ့ကြောင်းနဲ့တကယ်လို့အောင်မြင်သွားရင်ဆိုဗီယက်ယူနီယံဟာစစ်ပွဲကိုမိနစ်ပိုင်းအတွင်းမှာနဲ့အနိုင်ရသွားတော့မှလို့ဖွင့်ဟလာခဲ့ပါတယ်။ဒါပေမဲ့ဘီဒန်ကကုန်ကျစရိတ်လျှော့ချဖို့အတွက်ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ဆက်ရန်နေရာကလည်းအမှားရင်းဖြစ်လာပြီးတော့အတက်ရောက်သွားတာကြောင့်ဒိုင်နိုဆောတွေကလည်းပြစ်ဆုံးပန်းစီကိုပါလာကြပါတော့တယ်။ ဆိုဗီယက်တယောက်ကတက်ရှိကြခဲ့ပြီးတော့သူမရဲ့ခင်ပွန်းနဲ့တစ်ဖွဲ့လုံးကဒီတရားသတိစက်နေလက်ချက်နဲ့တည်ဆုံသွားရတယ်လို့ဗီဒန်ကလည်းဒုတိယဆိုင်ရာရဲ့အစ်တတစ်ခုကိုဆက်လက်တိစောက်ဖို့အတွက်စခန်းကိုစွန့်ခွာသွားခဲ့ပါတယ်။အမှန်တရားကိုသိလိုက်ရတဲ့ရာယာကဒုတိယဆိုင်ရာရဲ့လက်ချက်ဝန်စီစဉ်ရပြန်လာတော့တယ်။နောက်ဆုံးအနေနဲ့ကီးကိုအခြေတိုက်စခန်းစီကိုပြန်ပို့ဖို့စီစဉ်နေပြီးတော့ဒီအချိန်မှာပဲစခန်းကိုရပ်တာတွေကဝိုင်းနှားကြပြန်ပါတယ်။သူတို့လည်းပြခတ်ခုခံနေကြပါမယ်။အဖွဲရဲ့ခေါင်းဆောင်ရပ်တာကြီးကစခန်းရဲ့တံခါးကိုပါရိုက်ချိုးပြီးတော့အထဲကိုဝင်ရောက်လာခဲ့ပြီးတော့ရိုင်ယန်တို့အဖွဲလည်းပင်မအခန်းထဲကိုဝင်ပြင်းစခန်းတံခါးတွေပါပိတ်ထားလိုက်ရပါတော့တယ်။ ဆိုဖီယာကလေဝင်လင်းထွက်ပြောင်းရနေပြီးတော့ထပ်ပေါက်တစ်ခုရှိကြောင်းနဲ့ဆက်ကတရားစီကိုတောင်းနိုင်ကြောင်းအဲ့ဒီမှာနှစ်တစ်စင်းရှိကြောင်းပြပြလာပါတယ်။ရိုင်ယန်ကလည်းကီးကိုအတူခေါ်တော့ဖို့လုပ်ပေးမယ်။ခီးကတော့သူ့ကိုလက်ပြပုံအချို့နဲ့အတူခံတော့မှထားခဲ့ပြီးတော့အမြန်ဆုံးထွက်ပြေးကြလို့ဆိုပါရတယ်။လောကန်ကတော့အတူသွားမယ်လို့ပြောနေပေမယ့်ခီးကတော့သူ့ကအဖွဲ့ကိုနှောင့်နှေးစင်မှာတည်နေတဲ့အတွက်အားလုံးကိုကိုကိုတက်ယူဆိုင်ကြဖို့မှာလိုက်ပါရတယ်။ရပ်တာတွေကလည်းတကောက်အတင်းဖြတ်ပြီးဝင်လာနေကြကြောင်းလောကန်ကလည်းစိတ်မကောင်းစွာနဲ့ပဲခီးကိုနှုတ်ဆက်လိုက်ပြီးတော့အဖွဲ့နဲ့တူတူလေဝင်လက်ထွက်ပြုံပေါက်ကနေပြီးတော့ထွက်ပြေးသွားခဲ့ပါတော့တယ်။ ရပ်ပြရင်တစ်ခေါက်ဖျက်ဝင်လာတဲ့အခါမှာတော့ခီးရလည်းသူ့ကိုယ်သူစတေးရင်းနဲ့လက်ပြဘုံးတွေကိုဖောက်ခွဲပစ်လိုက်ပြီးဒိုင်နိုဆောရင်နဲ့အတူတူပေါက်ခွဲသွားခဲ့ပါတော့တယ်။အခွဲသားတွေကလည်းဒီမြေကွေးကိုဝေးရနေမြင်တွေ့လိုက်ရပြီးတော့နောက်တနေ့မနက်မှာတော့ဇေဗီယာကလည်းရိုင်ယန်ဟာအခြေစိုက်စခတ်ကိုမပြဲပဲစက်ကျင်ဘက်ကိုဥတီနေမှတီးလိုက်ရပါတော့တယ်။ရိုင်ယန်ဟာဗီဒန်တီးဆောက်ထားတဲ့ဒုတိယဆက်ရန်နေရာကိုရှာဖွေပြီးတော့မရှင်ကိုဆက်လိုက်လို့ဆောင်ရမယ့်အကြောင်းနဲ့ဒီဆက်ကကဘာကြီးကိုပြစည်းစေလိမ့်မယ်လို့ဆိုလာပါတယ်။ရိုင်ယန်အစီအစဉ်ဟာဆက်ရန်နေရာကိုဖောက်ခွဲဖို့ဖြစ်ပေမဲ့ဆိုဖီယာကတော့ပေါက်ခွဲမှုကပိုပြီးအခြေအနေဆိုးသွားစေမယ်လို့တတိပေးလာပါတယ်။ ူမဆက်ကိုဘလို့ပေးရမယ်ဆိုတာကိုသိတဲ့အတွက်သူမကိုစခန်းစီကိုခေါ်တော့ဖို့တောင်းဆိုလာပြီးတော့ရိုင်ယန်ကလည်းသဘောတူလိုက်ပါတယ်။လေးလက်ခီးဆက်နေတော့မှပဲဆိုဖီယာစီတိုအက်တွေကိုထပ်မံခိုးယူဖို့ကြိုးစားပြန်ပြီးတော့လီယွန်ကလည်းသူမကိုတာစီရင်ဆေးတွေကလည်းရေထဲပြုတ်ကြကုန်မှာတော့တယ်။ဒီအချိန်မှာပဲ AMS စပိန်ကိုဆော့တဲ့တကောင်ကရေထဲကနေပေါ်လာပြီးတော့သူ့တို့တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမယ့်ကံကောင်းစွာနဲ့ပဲတရဝါကြီးကအခြားသားဝင်တွေကိုမြင်သွားတာကြောင့်သူ့တို့လွှတ်ပေးလိုက်ပါတယ်။ရိုင်ယန်နဲ့ဆိုဖီယာရဲ့ရွေးချယ်တာလို့ပြကြအောင်နောက်တဲ့စစ်သားတအုပ်ကိုအသက်အနည်းထပ်မတွေးစေနဲ့လို့ဒေါသစကြီးနဲ့တတိပေးလာခဲ့ပါဗျာ သူတို့တွေကလည်းမျိုးတွေဖုံးနေတဲ့တောအုပ်တစ်ခုစီကိုရောက်လာခဲ့ပြီးတော့ရှစ်ဆက်တိုးလာတဲ့အခါမှာတော့နေရအနှက်မှာစစ်သားတွေနဲ့ BNN တိုင်းရင်းသားတွေရဲ့အလောင်းတွေကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲဒိုင်နိုဆောအုပ်စုရဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီးတော့တိုက်ပွဲလေမှာကြီးကုံသွားတဲ့လူကန်ကလည်းဒိုင်နိုဆောတွေရဲ့အစာဖြစ်သွားပါတော့တယ်။ရန်ရောက်လာတဲ့အခါမှာတော့အတော်လေးကိုနောက်ကျသွားသလိုလူကန်ရဲ့ခန္ဓာကိုယ်ကလည်း Raptor တွေရဲ့ကိုက်ဖြတ်တာကိုခံနေရပါပြီ။နောက်ဆုံးမှာတော့သူတို့အဖွဲ့ကလည်းဗိုလ်ချုပ်ဖီတန်ဦးဆောင်နဲ့ဆိုဗီယက်အခြေစိုက်စခန်းကိုရှာတွေ့သွားပြီးတော့ရန်ကဘုံမှုမှုကြီးတချို့ဆက်သွယ်ရင်းနဲ့အရာအလုံးရှင်းပြလိုက်ပါတယ်။ ဘုံမူကြီးကလည်းသူတို့အဲ့ဒီနေရာမှာပဲနေဖို့အမိတ်ပေးခဲ့ပေမဲ့ရိုင်းကတော့ဒီတစ်ခါမှလည်းအမိတ်မနာခံဘဲနဲ့ဆက်ရန်နေအောင်ဖြည့်ဆည်းရမယ်လို့ပြောလိုက်ပါတယ်။ချီရီချိုကလင်နာတစ်ဖွဲ့ပုံမှန်မှုကိုမကျင်းနဲ့ပေမဲ့အကူအညီပေးဖို့ဆုံးဖြတ်လိုက်ပြီးတော့ရိုင်းကလည်းအဖွဲ့သားတွေကိုသူ့အစီအစဉ်တွေကိုရှင်းပြနေခဲ့ပါတယ်။သူနဲ့ဆိုမီယာဆက်ရန်နေအောင်ရှာမယ်။တန်တဲ့လူတွေကအကာအကွယ်ပေးပြီးတော့ဖောက်ခွဲပစ္စည်းတွေနေရာချတာမှာဖြစ်ပါတယ်။ အဲ့ဒီနောက်တော့သူတို့ကလည်းဆိုဗီယက်စခန်းထဲဝင်ရောက်လာခဲ့ကြပြီးတော့စခန်းထဲမှာတော့ဆိုဖီယာနဲ့ Brian က Nikita ဆက်ကဲတို့နဲ့ဆုံတွေ့မိပြီးတော့ဆိုဗီယက်စစ်သား၂ဦးကလည်းဗီဒန်ရဲ့အစီအစဉ်ကသူတို့နိုင်ငံကိုအနေနဲ့ဖြစ်စေမယ်လို့သူသွားတာကြောင့်နင်းနာတစ်ဖွဲ့ကိုကူညီဖို့တဲ့သဘောတူလိုက်ပါတယ်။ဒီချိန်မှာပဲစစ်သား၂ဦးကဗီဒန်ကို Tears အကောက်ပေါက်စာလေးရဲ့အလောင်းကိုပြလာပြီးတော့ဗီဒန်ကလည်းမိဘတွေမကြငင်လာတော့မယ်ဆိုတော့သိလိုက်ရပါတယ်။သူဆိုရနေတဲ့အတိုင်းပဲမိခင်ထိတဲ့ကြီးပေါ်လာပြီးတော့သူကလေးရဲ့အလောင်းကိုမြင်လိုက်တဲ့အခါမှာတော့ရန်သူတွေကိုဒေါသကြီးစက်တွေတိုက်ခိုက်ပါတော့တယ်။ ခဏကြပါတော့အဖေတီးရက်ကြီးကလည်းပေါ်လာပြန်ပြီးတော့လက်စားချေတိုက်ခတ်ကြပါတော့တယ်။ရန်သူစစ်တပ်အလုံးရှုံနေတော့လင်းနာတပ်ဖွဲ့ကလည်းဗီရန်ပေါ်ပေါင်းနေတဲ့အခန်းစီကိုချိတ်ကပ်သွားကြပါတယ်။ချာလီကဘုံတွေကိုနေရာချလာပြီးချိန်ပါပဲ။ခန်တော်ကဝင်ရောက်တိုက်ခိုက်လာပြီးတော့ခန်တော်ကတိုက်ခိုက်မှုကြားကနေပဲချာလီလည်းဘုံတွေကိုဖောက်ခွဲလိုက်တာကြောင့်ခန်တော်နဲ့လူသူဟာပောက်ခွဲမှုတွေပါသွားပြီးတော့တိုက်ဆုံသွားခဲ့ပါတယ်။တခါခါနဲ့မှာတော့ဆယ်ရန်နေရာရဲ့အလိုရောအသက်သွေးစနစ်ကပွတ်သွားလို့အချိန်ကြီးကပိုဆိုးသွားခဲ့ပါတယ်။ ဆိုဖီယာကဆက်ကိုပိတ်ဖို့မိနစ်အနည်းငယ်လိုရဲလို့ပြောနေချိန်မှာပဲဘီဒန်ကပေါ်လာပြီးတော့အပေးယူလို့ကိုစူးစမ်းခဲ့ပေမဲ့ရိုင်ယန်ကသူ့ရဲဘော်တွေအတွက်အစားချေတဲ့အနေနဲ့ဘီဒန်ရဲ့ခြေထောက်ကိုတန်းတန်းနဲ့ပစ်လိုက်ပါတယ်။ဆိုဖီယာကဆက်ကိုပိတ်လိုက်တာကြောင့်တခဲခန်းနဲ့မြည်တဲ့အကောင်လုံးကလည်းပိတ်သွားပြီးတော့ဘီဒန်ကလည်းမြည်ပြတာကိုခွင်းရင်းယူနေထွက်ပြေးသွားပါတော့တယ်။အပြင်မှာရော်ဘတ်တွေအများကြီးထက်လာနေတဲ့အတန်ကိုကြားနေရပြီးတော့ရိုင်ယန်ကလည်းမြေကိုဖုံးနေတဲ့အကာအကွယ်ယူပြီးတော့အဖွဲ့ကိုအနောက်ဘက်ထွက်ပေါက်ကနေဆုတ်ခွာကြဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။နီဂီတာကတော့ဖပင်းလေးလို့ရပ်တာရဲ့ဖန်းစီတာကိုခံလိုက်ရပြီးတော့အစနာမှာမကြမ်းအောင်စတောက်ခံလိုက်ရပါတော့တယ် ဗီဒါကတော့တခဲခဲနဲ့ကိုပြန်ပေါ်လာပြီးတော့ရန်နေရောင်ပြန်ဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ထပ် rapper တစ်ကောင်ကသူ့ကိုတွေ့သွားပြီးတော့ခေါင်းကနေကိုက်ဖြတ်ဝါမျိုးသွားပါတော့တယ်။တရားတစ်ဖက်ကလည်းဆိုဖီယာနောက်ကနေဥမင်တစ်ခုတိုင်းဖျက်ပြေးလာခဲ့ပြီးတော့ rapper အုပ်စုကလည်းသူတို့နောက်ကိုလိုက်လာပါတော့တယ်။အီလိုင်ကလည်းတာရဲတွေကဖမ်းမိသွားတာကြောင့်စားတော့ခံလိုက်ရပြီးတော့ Ryan ကလည်းနောက်ထပ်ရဲဘော်တို့ကိုဆုံးရှုံးလိုက်ရတာကြောင့်နောက်ထပ်လူတွေထပ်ဆုံးရှုံးသွားတယ်လို့ကြံသူတွေကိုမြန်မြန်ရှိဆက်သွားဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။သူကတော့ rapper တွေကိုဥမင်နဲ့အောင်အောင်ပြောင်းအောင်မျှခေါ်ထားပြီးတော့ Leon, Sophia နဲ့ Xavier တွေကတော့နောက်ထပ်လမ်းကြောင်းကနေထွက်ပြေးနေကြပါတယ်။ ဒဂဂအပြစ်ပဲရောက်နေချိန်မှာတော့သူတို့ကလည်းဘုံမူကြီးခြေကြီးကျွန်းနဲ့တက်ကူတွေတိုက်ဆောင်လာတဲ့အမေရိကန်ရဟရင်တွေတွေ့လိုက်ရပြီးတော့သူတို့တောင်းရောက်ကလည်းဘုံမူကြီးနဲ့ပူပေါင်းတဲ့ရပ်ပရာတွေကိုပြက်ခတ်တိုက်ခိုက်နေရပါတယ်။ဘရန်ကလည်းရပ်ပရာတွေကိုများခွန်နေရင်လည်းရတာတကောက်တိုက်ခိုက်တာခံလိုက်ရပြီးတော့မြေပေါ်ကိုလည်းကျသွားခဲ့ပါတယ်။ရတာသူ့ကိုကိုက်ဖြတ်ဖို့လုံနေတော့မှပဲဘရန်ကတစ်ချက်ပြုံးရင်းနဲ့အခွဲခလုံးကိုနှိပ်လိုက်ပြီးတော့နေရာတစ်ခုလုံးကလည်းပောက်ကွဲသွားပါတော့တယ်။ ဒီနောက်တစ်ခွဲအသက်ရှင်ကျန်းရင်းသူတွေနဲ့ဂျေချိုတို့ကလည်းရဟရင်နဲ့ထွက်ပြေးသွားခဲ့ကြပြီးတော့လမ်းမှာတော့ဘုံမူကြီးဂျေချိုကအမေရိကန်ခြေစိုက်စခန်းကို AM ဒိုင်နိုဆောတွေကတိုက်ခိုက်နေတယ်လို့ရေဒီယိုကတဆင့်အကြောင်းကြားလာခဲ့ပါတယ်။ဒါပေမဲ့သူတို့ခြေစိုက်စခန်းကိုရောက်လာတဲ့အခါမှာတော့ဒိုင်နိုဆောတွေကစစ်သားတွေကိုတိုက်ခိုက်ခြင်းမရှိဘဲနဲ့ရွှေ့ပြောင်းသွားလာနေတာကိုသာတွေ့လိုက်ရပါတယ်။စစ်ခြေစိုက်စခန်းကတော့လုံခြုံပေမဲ့ဒိုင်နိုဆောတွေကငယ်မြေရွှေ့ပြောင်းနေတဲ့လုပ်ငန်းစဉ်ကိုစတင်နေကြပြီးတော့အကြက်ကင်မာဗီယက်နဲ့တိုင်ငံလုံးကိုဒီရှေးအောင်တော်ဝါတွေနဲ့ပြည့်နှက်သွားတော့မှာဖြစ်တယ်လို့အကြက်ကင်မာပဲကဘာကြီးကိုဒိုင်နိုဆောတွေကပြန်လဲအောက်ဆူသွားတော့မှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါကြည့်ရှုနေတဲ့ပရိသတ်တို့ကဒီဇလန်ကိုဘယ်လိုများထင်မြင်ယူဆမိကြပါသလဲဟုတ်ကဲ့ပါသင်တို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment ထဲမှာပြောသွားပေးခဲ့ကြပါအောင်ဗျအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like အသေးလေးတွေလိုသားပေးပြီးတော့ဒီလိုဗီဒီယိုလေးတွေအမြဲကျွန်တော်တင်ဆက်ပေးနေရမှာလို့အမြဲကြည့်နေတဲ့ဆိုရင် subscribe နဲ့ follow တွေလိုသားခဲ့လို့ရပါတယ်။ကြိုက်နေတဲ့ဗီဒီယိုလေးတွေ share ပြီးတော့ channel လေးကို support ပေးနိုင်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။